။မွေရောရဝတ်စုံလေးနဲ့ရိုးရှင်းစွာမင်္ဂလာမော်ကုတင်လမရေးထုတ်ပွဲအခမ်းအနားကျင်းပခဲ့တဲ့မီပချီပါ။ကုမျိုးကိုနဲ့တရုတ်ဆောင်မီပချီတို့ချစ်သူတို့ကမွေရောရဝတ်စုံလေးနဲ့ရိုးရှင်းစွာမင်္ဂလာမော်ကုတင်လမရေးထုတ်ပွဲအခမ်းအနားကိုရှင်းနေအောင်တို့ပါနှစ်ဆက်9ရက်နနပိုင်းကရန်ကုန်မြို့ဗန်းမြို့နယ်တက္ကသိုလ်ရေးတာလမ်းမှာရှိနေတဲ့ Let Plancher Restaurant and Lounge မှာကျင်းပခဲ့ပါတယ်။ချရီကူမျိုးကိုနဲ့မပကြီးတို့အစိမ်းမောင်ငယ်ယနေ့မှစနှစ်တရာတိုင်းဒါရပျော်ရှင်ပါစေ ပေါင်းပန်းနိုင်ကြပါစေလို့တရုတ်ဆောင်ဆွေးနိုင်ဝင်ကပြောပါရယ်။အဆိုပါကန္နာကိုရောအမှုပညာမောင်မားတွေဖြစ်ကြတယ်။ဆွေးနိုင်ဝင်ဖြူရစာနိုင်လာပြေဤချော့ပုံမီမီကကိုချူစစ်ဟန်သစင်တူမင်းစားရတွေတက်ရောက်ခဲ့ကြပါရယ်။ဒီပွဲမှာတော့ရွှေဟင်းသားတွေကိုချန်ရန်ပြီးတော့ပွဲထက်တဲ့ပုံစံမျိုးလေးနဲ့ရိုးရိုးရှင်းရှင်းမွန်ရိုးရဝတ်စုံလေးနဲ့ကျင်းပခဲ့တာဖြစ်ပါရယ်။မိပချင်းရဲ့မင်္ဂလာမော်ကုတင်လက်မဲ့ရေးထုတ်ပွဲမှာအခင်မြအောင်တငယ်ချင်းဖြစ်တဲ့တငယ်ချင်းဖြစ်သူဤချော့ပုကတော့ အတိတ်တည်နေရမှာပါဝင်ကူညီခဲ့ရပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးမှာကတော့ Horror Subson ဇလန်ပုံစံခုနှစ်ထွေညဇလန်တွေရဲ့ကြော်ပွဲပေးပွဲနဲ့မိတ်ဆက်ပွဲကျင်းပါတယ်ဆိုတဲ့သတင်းလေးပါ။မီမီမွေ production ကနေပြီးတော့မကြခင်ထုံလွင့်ပြတ်သားရိုက်ကူသွားမယ်။ Horror Subson ဇလန်ပုံစံခုနှစ်ထွေညဇလန်တွေရဲ့ကြော်ပွဲပေးပွဲနဲ့မိတ်ဆက်ပွဲကိုအော်တိုဝါနာရန်ကုန်မြို့ဗဟန်းမြို့နယ်မှာရှိနေတဲ့ M3 Food Center မှာကျင်းပခဲ့ပါတယ်။ ျွန်တော်အနေနဲ့ဒီဇက်လန်ကိုလွန်ခဲ့တဲ့6နှစ်လောက်ခရေကရေးထားတာပါ။အရင်မမတ်ရရမပေါ့စီနဲ့လဲဒီဇက်ကားကဇလန်တွေရိုက်နေရတဲ့အချိန်ကပါ။သူ့ကိုဒီညလေးမှာရေးခဲ့လို့မပေါ့စီကိုဒီနေ့လေးမှာထည့်လိုက်တာပါ။ညလက်တက်မှာဒုက္ခပေးလို့မဝသေးလို့အခုလဲသူ့ကိုဒုက္ခပေးဖို့ထပ်ခေါ်လိုက်တာပါ။ခုနှစ်ထွေညဆိုတာကဇက်စားခရေကအမင်းသား9ယောက်နေရိုက်ချင်ခဲ့တာပါ။ အရှင်ကတော့ဒီမင်းသားတွေနဲ့တွဲမဲ့တွဲဖို့အတွက်ရေးခဲ့တာမဟုတ်ပေမဲ့အဲ့ဒီမင်းသားတွေကအခုချိန်မှာအသက်တွေကြီးသွားကြပြီဒါကြောင့်မင်းသားတွေရွေးချယ်ရဖြစ်ခဲ့တာပါပါဝင်ကြတယ်ပါဝင်ကြတယ်မင်းသား9ယောက်ကပုံစံမတူပါဘူးခုနှစ်မျိုးမြင်တွေ့ရမှာပါလို့ဇလန်ဒါရိုက်တာ PK ကပြောပါတယ်အဆိုပါခုနှစ်ထွေညဇလန်တွဲကိုဇက်ညွန်းဖြိုးတင်စာကျော်နဲ့ရမင်းခန်ဇက်လန်နဲ့ဒါရိုက်တာ PK က Horror Subsum ဇလန်ပုံစံအပိုင်း16ပိုင်းစာကိုလာမယ့် November 17ရက်နေ့မှာစတင်ပြီးရန်ကုန်မြို့နယ် တခြားမျိုးနဲ့တချို့မှာရိုက်ကူးပုံဖော်သွားမယ်လို့သိရပါဗျ။တယောက်ဆောင်နေဖြစ်တဲ့အဝိယီတောင်အထူးပါဝင်တယောက်ဆောင်ပြီးတော့ဇော်ရှိုင်းထဗီတာမင်ညံမင်းဆက်ရဲသွေးတီဟာရဲရင်ပုံချေတယောက်ဆောင်နေဖြစ်တဲ့အဝိယီတောင်အထူးပါဝင်တယောက်ဆောင်ပြီးတော့ဇော်ရှိုင်းထဗီတာမင်ညံမင်းဆက်ရဲသွေးတီဟာရဲရင်ပုံချေဒီပါကျော်တန်သာကြီးမေမီလင်းအနှစ်အစဉ်တရားခန့်ဝင်ဟန်လျှံထက်အောင်မိုးသားဦးတန်တရုရှင်တို့အပြင်ညီနန္ဒအစီဖြိုးမင်းသူစွမ်းထက်အောင် ဆောက်ရတဲ့သူတွေကလည်းအထူးသရောက်ဆောင်နေနဲ့ပါဝင်ကြမယ်လို့သိရပါတယ်ပရိသတ်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အင်္ဂလာမှာပရိသတ်ကြီးအခုတင်ဆက်ပေးမှာကတော့ကိုရီးယားနိုင်ငံဘူဆန်မြို့မှာကျင်းပမယ် Fly Flying Festival 2025မှာအဖွင့်ရရှင်ဖြစ်ပြတာတွင်ရမယ်ရိုမန်ဇလန်ပုံစံညာမွေးပန်းလေးရဲ့အကြောက်ပစုံရရှင်ဇာကရဲ့မီဒီယာမင်းဆက်ပွဲအခမ်းအနားဒီအကြောင်းကိုတင်ဆက်ပေးမှာပါကိုရီးယားနိုင်ငံဘူဆန်မြို့မှာ ကျင်းပမယ် Fly Flynn Festival 2025ရဲ့အဖွင့်ပွဲမှာပြသခွင့်ရမယ် Roman Zealand ပုံစံညာမွေးပန်းလေးရဲ့အကြောင်းပစုံရုပ်ရှင်ဇာတ်ကားရဲ့မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကိုရောယနေ့အောက်တိုဘာလ26နေ့နနက်9:00နာရီကရန်ကုန်မြို့မလီနာဟိုတယ်အင်အားဘောရုံမှာကျင်းပခဲ့ပါတယ်။ကျွန်တော်နဲ့အတူကျွန်တော်လိုပဲရုပ်ရှင်ကိုယူသွတ်တဲ့အလူငယ်တစုကဒါရိုက်တာကိုပြည့်စော်ဖြူရဲ့အစိတ်ကူတစ်ခုပုံပေါ်လာစေဖို့အားလုံးတက်ညီလက်ညီနဲ့ပူးပေါင်းပြီးဖန်တီးပုံဖော်ခဲ့ကြတာအချိန်တစ်နှစ်ခွဲကျော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ ဘန်ကောက်ပတ်တရားရုံးမှာအကောင်းဆုံးပုံဖော်ထားတဲ့ချစ်စရာရိုမန်းဇက်လန်လေးတွေပါဇဝင်တေးသချင်းတွေကိုခုနှစ်ပုတ်လောက်သုံးထားပါတယ်လို့ပရိုဂျူဆာထုတ်လုပ်သူပြောဆောင်စီဖြူကပြောပါတယ် Evertop Production က Executive Producer ဒေါ်တူတီဝင်း Producer ထုတ်လုပ်သူစီဖြူရဲ့အဆိုပါစကားကိုတော့ဇလန်းဇက်ညွန်ဒါရိုက်တာကိုပြေစော်ဖြူက2024ဇူလိုင်လက pre-reading ကိုရိုက်ကူးခဲ့ပြီးတော့2025အောက်တိုဘာလအထိအချိန်ကမြန်မာနိုင်ငံနဲ့အထိုင်းနိုင်ငံဘန်ကောက်ပတ်တရားတို့မှာရိုက်ကူးပုံဖော်ခဲ့လို့သိရပါတယ်။ပြုံးဆောင်နေနေတဲ့ Henry San ဘုံဘုံမင်းဦးစီဖြူပိုင်းအောင်ချဲလင်းစာနီစောချို့ပြုံးခင်လွန်စားတဲ့အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။ရောင်ဝေးပန်းလေးရဲ့ကြောက်ပဲစုံ I want to be your lobster ရုပ်ရှင်ကတော့ November 3ရက်မှာကိုရီးယားနိုင်ငံဘူဆန်မြို့မှာကျင်းပမယ် Flame Festival ပဲ။ Fly Flynn Fast တွေပဲ2025ရဲ့အဖွင့်ရုပ်ရှင် Open Flynn အနေနဲ့ရုပ်ရှင်ပွဲတော်မှာ special screening အဖြစ်ပြသသွားမှာပဲဖြစ်ပါရရှင်။ကိုရီးယားပူဆိုင်ရုပ်ရှင်ပွဲတော်ကဇာကားပေါင်း900ရေပူရပါဝင်ရပြီးတော့ဇာကားရင်း30ရွေးချက်ခံရတဲ့အပြင်မြန်မာနိုင်ငံရင်ကညောင်မွေးပန်းကလေးရဲ့အကြောပူဆိုင်ရုပ်ရှင်ဇာကားကြီးကပူဆိုင်ရုပ်ရှင်ပွဲတော်ကြီးရဲ့အဖွင့်ဇာကားအဖြစ်ပြသဖို့ရွေးချက်ခံခဲ့ရပါတယ်။ပြည်တွင်းမှာလည်းလာမယ့်2026ခုနှစ်မတ်လဝင်းကျင်မှာ ကျုံတင်ပြသသွားမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့အမြတ်ဝတ်တင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့ဂျီနူးစရာဇလန်းပုံစံဝင်းမုံဒဇက်ရဲ့အထုပ်ပတ်တီဇလန်းတွေရဲ့ press show ပွဲအခမ်းအနားကျင်းပတယ်ဆိုတဲ့သတင်းလေးပါရှေးစန္နာမင်း production ကစီစဉ်ရိုက်ကူးထားတဲ့ဂျီနူးစရာဇလန်းပုံစံဝင်းမုံဒဇက်ဤအထုပ်ပတ်တီဇလန်းတွေရဲ့ press show ပွဲအခမ်းအနားကိုတော့ရန်ကုန်မြို့ဗဟန်းမြို့နယ်မှာရှိနေတဲ့ m3 food center မှာကျင်းပခဲ့ပါတယ် ကျွန်တော်အနေနဲ့ဝင်းမုံတစက်ရဲ့အထုပ်ပတ်တီမှာလွင်ဦးဆိုတဲ့ကာရက်တာနဲ့ပါဝင်ထားပါဗျ။ဆရာအကယ်ဒမီဆော်မင်းဦးနဲ့ကပထမဆုံးလက်တွဲဖြစ်တဲ့ဇလန်တွေပါ။ဆရာတရားမင်းဦးရဲ့ဝတ္ထုကောင်းလေးတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်တာဝန်လဲကြီးပါဗျ။အပိုင်း၃ပိုင်းလောက်တော့ပြသနေပါပြီ။ဇလန်တွေတစ်ခုဖန်ပြီးပုံဖော်ခြင်းမှာအကောင်းဆုံးကြိုးစားခဲ့ရတာပါ။လက်ရှိကျွန်တော်တို့အပိုင်းနေရာလေးကိုမရောက်သေးပါဘူး။ပြန်ကြည့်လိုက်တော့လေလူငယ်တက်ကတူចောင်းသားဘွားပုံစံလေးတွေမျိုးအချစ်စရာကောင်းတဲ့အဆက်ကလေးပါ။ မတ်တင်မတ်ထားတဲ့မြောက်ွက်လေးတွေပြည်သက်တွေကြည်ရမှာပါလို့သေုပ်ဆောင်ဘုံရှင်ခန့်ကပြောပါရယ်အစိုးရဇလန်တို့ကတော့ဝစ်ထူဒါယာမင်းဝေလက်ထောက်ဒါရိုက်တာအောင်အောပါဆက်ညွန်တဲ့အကယ်ဒမီဒါရိုက်တာဇော်မြင့်ဦးကသေုပ်ဆောင်နေဖြစ်တဲ့ရှင်မွေလာဘုံရှင်ခန့်ကောင်းဟင်ကောင်းဆန်းဘုံသီရီကျော်ပြည့်ကောင်းစုတန်ရှင်မင်းဆန်မွေဂျာဗျူစားတဲ့သူတွေနဲ့ရိုက်ကူးပုံပေါ်ထားကြပါရယ်ဝင်းမုံဒဇယ်ထုတ်ပတ်ဒီဇလန်တို့ကိုပြီးရတဲ့အောက်တိုဘာ20ရက်ညာ8နာရီတိုင်းမှာ တင်းတင်းလာကနေတောက်ကြနေဒီ Fortune TV Channel မှာထုတ်လင်းပြသနေရရှိပါတယ်။ Morning Color လေးမှာရိုက်ကူးခဲ့တဲ့ဇလန်းလေးတွေမို့ဒီဘက်ခေတ်ကာလကိုရိုက်ကူးထားပေမဲ့ချက်စရာကောင်းတဲ့ဇလန်းလေးပါ။တက္ကသိုလ် main ထဲမှာရိုက်ကူးခဲ့တာမို့အမှတ်ကြရပါပဲ။နောက်ပြီးတော့ချက်သူရေးစားတွေကအစာပေးစာယူခက်လက်ထက်ပြီးပုံဖော်ထားပါတယ်။ဇလန်းလေးကထုတ်လွှင့်နေပြီမို့ကြည့်ရှုအားပေးကြပါအောင်လို့ပြောချင်ပါတယ်လို့ပြောဆောင်ရှင်မွေလာကပြောပါရယ်ဆရာရပရိသတ်ကြီးတို့အများဝေတင်ဆက်ပေးလိုက်ပါရယ်နော် အခုတင်ဆက်ပေးမှာကတော့ Raymondy ဆိုခဲ့တဲ့သချင်းတွေနဲ့ဖျော်ပြခဲ့တဲ့ Idiot ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာမငုံနဲ့တော့သချင်းဖျော်ပြနေတဲ့ Heart Attack နဲ့ရုတ်တရက်လဲကြကွဲလွန်သွားခဲ့တဲ့အစရော Idiot အကြောင်းလေးကိုပြောပြခြင်းပါတယ်။အော်တိုဘလ25ရက်ညပိုင်းမှာ Sir Raymondy ဆိုခဲ့တဲ့သချင်းတွေနဲ့နောက်ဆုံးနှုတ်ဆက်ဖျော်ပြခဲ့တဲ့ Idiot Farewell Fever 109မှာ Vocalist ဖြစ်တဲ့အစရော အန်တီနိုကတော့စင်မော်မာရီမွန့်ရဲ့မငုံနဲ့တော့တချင်ကိုဖျော့ပြေးနေလို့လဲကြသွားခဲ့ပါတယ်။တင်ငန်းချုံမျိုးနဲ့ပေါ်ဆမ်မွေလန်က Eastern Yangon Event Pad မှာလုံးတဲ့ဒီပွဲမှာအခုလိုလဲကြရင် အသက်ပါသွားခဲ့တဲ့အန်တီနိုကတော့သူချစ်တဲ့ဂီတာလောကကိုကနောက်ဆုံးအပီးတိုင်းနှုတ်ဆက်သွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။လူပညာလောကသားတွေကအန်တီနိုကတော့ Heart Attack နဲ့ကွဲလွန်သွားခဲ့တာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုလည်းဝမ်းနည်းစွာနဲ့အတီးဖြူထားတဲ့မှတ်ချက်တွေရေးသားခဲ့ပါတယ်။ သူကတော့ mental stroke တူဖြစ်ပြီးတော့ heart attack ရဘူးလို့နှလုံးထဲကို stand ထည့်ထားတယ်လို့လည်းသိရပါဗျ။ပရိသတ်ကြီးတို့အမြဲတင်ဆက်ပေးလိုက်ပါရနော်။အခုလိုမျိုးနိုင်ငံသားဘောလုံးသတင်းအားလုံးကိုတက်မြင်ရဲမှာဆောက်ဆောင်လေးလေးကြီးရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာ sport media youtube channel လေးကို like and subscribe လုပ်ပြီးတော့အားကိန်းကြအောင်နော်။ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်ရဲ့မြန်မာ sport media page ကနေ၄၀ဘောလုံးသတင်းကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and follow လုပ်ထားနိုင်ပါတယ်เนาะဘောလုံးစစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်